နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့မကွေးတိုင်းဆက်လင်းမြို့မှာ Great 10ចောင်းသူတဦးကို Great 12ចောင်းသား၃ယောက်ကအတရားဓမ္မမရင်းကျင့်မှုဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဆက်လင်းမြို့အထက်ကတဲ့အထက်တန်းចောင်းက Great 10ចောင်းသူနဲ့ Great 12ចောင်းသားတယောက်တို့ဟာသမီးကြီးစားတွေဖြစ်ပြီးတော့ចောင်းသားကသူ့ရဲ့မွေးနေ့မှာဖျားသွားဖို့အတွက်ចောင်းသူကိုချိန်ဆခဲ့တယ်လို့သိရပါဗျ။ အော်တိုဘလန်23ရက်နေ့မှာကောင်လေးကရီးစားဖြစ်သူသူ့ရဲ့ကောင်မလေးကိုမြင်းတင်ရက်ွက်မှာရှိတဲ့ထီဂျီဖျားဘော်ကိုခေါ်ဆောင်သွားကသူနဲ့အတူပါလာတဲ့နောက်ထပ်တငယ်ချင်းနှစ်ယောက်နဲ့အတူဖျားဘော်မှာအရက်တောက်ခဲ့ကြတယ်လို့သိရပါဗါးသူတို့သုံးယောက်အရက်သေးစားတောက်စားမှုရပြီးတဲ့နောက်ကောင်မလေးကိုအတင်းအဓမ္မပြုကျင့်ခဲ့ကြပြီးတော့အဲ့ဒီလိုပြုကျင့်တဲ့အချိန်မှာကောင်မလေးရဲ့ရီးစားဖြစ်သူကကောင်မလေးကိုလဲပင်ညှစ်ချင်းပားရိုက်ချင်းဗစက်ကိုပိတ်ထားခြင်းတွေကိုဝိုင်းပြီးတော့ပြုလုပ်ခဲ့ကြတယ်လို့သိရပါဗါးတယောက်တက်လက်ဝိုင်းပြီးတော့မရင်းကျင်ခဲ့ပြီးတော့ ဖုန်းနဲ့ဗီဒီယိုရိုက်ယူကာ Telegram မှာဖြန့်ဝေခဲ့ကြတယ်လို့ပြောပါရယ်အဲ့ဒီနောက်ကောင်မလေးက TG ဖျားပေါ်မှာသတိလက်မိန်မျောသွားခဲ့ပြီးသတိပြန်လည်လာတဲ့အချိန် ဖျားဘက်ကိုလာတဲ့လူတွေကိုလှမ်းခေါ်အကူအညီတောင်းခဲ့တာကြောင့်ဇလင်းစေးယုံကိုပို့ဆောင်ပေးခဲ့တယ်လို့နေကန်တယောက်ကပြောပြထားပါရယ်အထမပြုချင်းခဲ့တဲ့ចောင်းသား၃ယောက်နဲ့ဗီဒီယိုရိုက်ပေးခဲ့တဲ့ចောင်းသားတယောက်ကိုလက်ရှိဇလင်းရဲစခန်းမှာခေါ်ယူထိန်းသိမ်းထားပြီးတော့ကြောင်းအောင်ဆရာကြီးဆရာဆရာမတွေနဲ့ရဲတွေကအဲ့ဒီចောင်းသား၄ယောက်ဇလုံးအတွက်သိန်း900နဲ့အကြေးအပေးဖို့ညှိနှိုင်းမှုတွေလုပ်နေတယ်လို့သိရပါရယ်ဒီ၄ယောက်ပေါင်းပြီးတော့သိန်း900ရောချေးပေးရမယ် ရဲကနေပြီးတော့တောင်းဆိုတာဒီပြုကျင့်ခဲ့တဲ့ចောင်းသူမိဘတွေကတော့ဘာမှမပြောရဲရှာဘူးရဲကနေဂျားကနေပြီးတော့ငွေညစ်တဲ့ပုံစံမျိုးနဲ့ဒီတရင်ကိုလည်းဖုံးပေးမဲ့သဘောမျိုးလို့ပြောတယ်လို့ဖြစ်စဉ်ကိုသိရှိထားသူတယောက်ကရှင်းပြထားပါဗါတယ်အတင်းအားမပြုကျင့်ခံရတဲ့ចောင်းသူဟာလက်ရှိအချိန်ထိစလင်းစေးယုံမှာဈေးကူတမှုခံယူနေရဆဲဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ